ရုရှားနဲ့ယူကရိန်းစစ်ပွဲဟာကြောက်မက်ဖွယ်ရာအဖြစ်ပြက်တွေနဲ့ပြည်နေပါတယ်။ရုရှားတပ်တွေဟာစစ်ရာဇဝတ်မှုတွေကျူးလွန်နေပြီးယူကရိန်းစစ်တုံးမန်းတွေကိုတတ်ဖြတ်တာတွေလည်းပါဝင်ပါတယ်။အဲ့ဒီထဲကတစ်ခုကတော့ရုရှားရေတပ်သားတွေကယူကရိန်းပြည်ရင်းကာကွယ်ရေးတပ် TDF တိုက်ခိုက်ရေးတမားနှစ်ယောက်ကိုတတ်ဖြတ်လိုက်တဲ့ဖြစ်ရပါ။ဒီလို့ရဟာလူထုအကြဒေါသကိုမောင်းထိုးလိုက်တယ်လို့ဖြစ်သွားပြီးယူကရိန်းရဲ့အထူးတပ်ဖွဲ့ SOF ကလည်းပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုံ့ဆော်လာပါတယ်။အံ့ဩစရာကောင်းတဲ့လှုံ့ဆော်ချက်တစ်ခုအနေနဲ့ ယူကရိန်းရဲ့ထူးတပ်ဖွဲ့တွေဟာယူကရိန်းစစ်တုံးပွဲတွေကိုတပ်ဖြတ်ခဲ့တဲ့ရုရှားတပ်စုကိုခြေရာခံပြီးဖမ်းဆီးတပ်ဖြတ်လိုက်ပါတယ်။ဒီလောက်ရဟာယူကရိန်းရဲ့ချင်းချောက်မှုတွေကိုတုံ့ပြန်နိုင်စွမ်းနဲ့စစ်ပွဲရဲ့ခက်ခဲတဲ့အခြေအနေတွေထဲမှာတော့ပြည်သူကိုကာကွယ်နိုင်စွမ်းကိုပြသနေပါတယ်။ဒါပေမဲ့ဒါဟာလက်စားချေရေးအတွက်ပဲမဟုတ်ပါဘူး။ဒါဟာရုရှားရဲ့တိုက်ခိုက်နိုင်စွမ်းကိုအားနည်းသွားစေပြီးစစ်ပွဲရဲ့ဥတီချက်ကိုပြောင်းလဲနိုင်မှုရည်ရွယ်တဲ့ကြီးမားတဲ့နီးပြူဟာရဲ့တစိတ်တစ်ပိုင်းမှာ2024ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာလှုပ်ဆောင်ခဲ့တဲ့ဒီလျှို့ဝှက်စစ်စင်ရေးဟာအန်အောဝဲကောင်းတဲ့တိကျမှုနဲ့ စိတ်တက်ခိုင်မာမှုကိုပြသနေပါတယ်။ SOF တပ်ဖွဲ့ဟာစစ်စင်ရေးရဲ့အသေးစိတ်အချက်တိုင်းကိုသိချသွားစီစဉ်ခဲ့ပြီးရည်ရွယ်ချက်ကစစ်ရသည်ကျူးလွန်ခဲ့တဲ့သူတွေကိုဖယ်ရှားရုံသာမကရုရှားကိုရှင်းရှင်းလင်းလင်းသတင်းစကားပေးဖို့ပါ။ယူကရိန်းဟာဒီလိုမျိုးရာသွေးမှုတွေကိုအပြစ်မဲ့သွားအောင်လုပ်လို့မရဘူးဆိုတာကိုပြောချင်တာပါ။ဒီပြစ်မှတ်ထားစစ်စင်ရေးရဲ့အောင်မြင်မှုကိုအခြေခံပြီးယူကရိန်းဟာရုရှားစစ်တပ်ပေါ်ကိုဖိအားတွေပုံမှုမြင့်တင်လာနေပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှာ ်ရုရှားစစ်သား1000ကျော်နဲ့စစ်လက်နက်52ခုကို24နာရီအတွင်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါအပြင်ရုရှားနဲ့မြောက်ကိုရီးယားယာရှိအချို့ကိုကတ်ဒေတာမှာဖယ်ရှားနိုင်ခဲ့တာကလည်းယူကရိန်းရဲ့စစ်ရင်အားကိုထင်ဟပ်စေပါတယ်။ဒါဟာစစ်မြေပြင်ပေါ်မှာရောနီးပြူဟာကြတဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာပါယူကရိန်းရဲ့အင်အားကိုပြသနေပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားရဲ့စွမ်းရည်အခြေခံအဆောက်အုံတွေကိုပြင်းထန်စွာထိခိုက်စေခဲ့ပြီးရုရှားနိုင်ငံအတွင်းကရေနံချက်ဆက်ယုံတွေနဲ့လောင်စာတုံလှယုံတွေကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ် ဒီတိုက်ခိုက်မှုတွေရဲ့ရည်ရွယ်ချက်ကရုရှားရဲ့ထောက်ပံ့ရေးလိုင်းတွေကိုနှောက်ယှက်ပြီးစစ်လက်နက်ထုတ်လုပ်မှုကိုအားနည်းသွားစေဖို့ပါ။ဒါအပြင်ဒါဟာရုရှားပြည်သူတွေကိုရှင်းရှင်းလင်းလင်းသတင်းစကားပေးနေတာပါ။စစ်ပွဲဟာယူကရိန်းနဲ့ဆက်ကိုကျော်လွန်ပြီးပြန့်နှံ့နေပြီဆိုတာကိုပြောနေတာပါ။တိုက်ခိုက်မှုတိုင်းနဲ့အတူယူကရိန်းဟာဒီစစ်ပွဲနဲ့ပတ်သက်တဲ့အမြင်ကိုပြောင်းလဲနေပါတယ်။ရုရှားရဲ့နယ်နိမိတ်တွေကိုကျော်လွန်ပြီးတိုက်ခိုက်နိုင်တယ်ဆိုတာကိုပြပနေပါတယ်။ဒါအပြင်ယူကရိန်းဟာစစ်ပွဲကိုအဆုံးသတ်နိုင်မဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်အခြေအနေကိုပြင်ဆင်နေပါတယ်။ 2025ခုနှစ်ဇန်နဝါရီစောပိုင်းမှာရုရှားရဲ့40ကျင်းမြောက်အတိတ်တပ်ဖွဲ့ကယူကရိန်း TDF တိုက်ခိုက်ရေးတမား2ယောက်ကိုဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတကာဥပဒေအရစစ်တုံ့ပန်းဖြစ်ဆက်ဆံမဲ့အစားရုရှားစစ်သားတွေကရက်ဆက်စွာတပ်ဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ယူကရိန်းဟာသူ့ရဲ့စွမ်းအားတွေနဲ့နှီးပြူဟာတွေကိုအသုံးချပြီးရုရှားကိုဖိအားပေးနေပါတယ်။ဒါဟာစစ်ပွဲရဲ့ဥတီချက်ကိုပြောင်းလဲနိုင်မှုစ조사နေတဲ့လှုပ်ဆောင်ချက်တွေပါ။ယူကရိန်းစစ်သားတွေဟာလက်နက်မပါကာကွယ်စရာမရှိပဲရုရှားစစ်သားတွေရဲ့ရက်ဆက်စွာပစ်တက်ခံခဲ့ရပါတယ်။ ဒီစစ်ရာသွေးမှုအပြီးမှာဖမ်းဆီးခံထားရတဲ့ရုရှားစစ်သားတွေစီကထပ်မံသိရှိရတဲ့အချက်တွေကရုရှားစစ်တပ်ရဲ့ရက်စက်မှုတွေကိုထင်ဟပ်စေပြီးနိုင်ငံတကာဥပဒေကိုလုံးဝမထင်မဲ့မြင်ပြုကြောင်းပြသနေပါတယ်။ဖမ်းဆီးခံထားရတဲ့ရုရှားရဲတပ်သားတွေကဒီဖြစ်ရတဲ့ပတ်သက်တဲ့ထိတ်လန့်စရာကောင်းတဲ့အသေးစိတ်တွေကိုဖွင့်ဟခဲ့ပါတယ်။သူတို့က TDF တိုက်ခိုက်ရေးသမားနှစ်ယောက်ကိုဖမ်းဆီးပြီးတဲ့နောက်သူတို့ရဲ့တပ်ဖွဲ့မှုကိုအခြေအနေအကြောင်းစီရင်ခံခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။တပ်ဖွဲ့မှုကလက်မခံဘဲရေဒီယိုကနေတဆင့်စစ်တုံးမှန်းတွေကိုတပ်ဖြတ်ဖို့အမိန့်ပေးခဲ့ပါတယ် ယူကရိန်းစစ်တုံးမင်းတွေဟာသူတို့ရဲ့ကံကြမ္မာကိုသိရှိသွားပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ယာရီ၊လစ်ဘတ်နဲ့ဘွန်နဲ့ဒိုင်လီလိုအမည်ရတဲ့ရုရှားစစ်သားတွေကပြစ်ခတ်တပ်ဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ဂျနီဗာကွန်ဗင်းရှင်းကိုဖီဆန်ပြီးကျူးလွန်ခဲ့တဲ့လို့ရဟာကမ္ဘာတစ်ဝှမ်းကိုလှုပ်ခတ်သွားစေခဲ့ပြီးရုရှားရဲ့ရက်စက်တဲ့နှီးပြူဟာတွေကိုထင်ဟပ်စေခဲ့ပါတယ်။ဒီ TDF တိုက်ခိုက်ရေးသမားနှစ်ယောက်ကိုတပ်ဖြတ်တာဟာတခုရီးသောဖြစ်ရပ်တစ်ခုမဟုတ်ပါဘူး။ယူကရိန်းလွတ်တော်လူခွင့်ရေးကော်မရှင်နာဒီမီထရိုလူဘီနက်ရဲ့အဆိုအရ 2024ခုနှစ်မှာရုရှားတပ်တွေကယူကရိန်းစစ်တုံးပန်း189ရောက်ကိုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီထဲက109ရောက်ဟာ2024ခုနှစ်တနှစ်တည်းမှာဖြစ်ခဲ့တာပါဒါဟာစစ်ပွဲစတင်ခဲ့တဲ့နှစ်နှစ်အတွင်းကထက်နှစ်ဆနီးပါးများပြားလာတာပါကုလသမဂ္ဂလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း2024ခုနှစ်ဩဂုတ်လကတည်းကဒီလိုတပ်ဖြတ်မှုတွေမြင့်တက်လာတာကိုမှတ်တမ်းတင်ထားပါတယ်အဖွဲ့ဟာ24ချိန်မြောက်ဖြစ်ရက်တွေမှာလူ89ရောက်တပ်ဖြတ်ခံခဲ့ရတာကိုမှတ်တမ်းတင်ခဲ့ပါတယ်ဒီပြစ်မှုတွေဟာရုရှားတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတဲ့နေရာတွေမှာဖြစ်ပွားခဲ့ပြီး နိုင်ငံကကချက်ချင်းအာယုံစိုက်ဖို့လိုအပ်တဲ့စစ်ရာဇဝတ်မှုတွေရဲ့ပုံစံကိုပြသနေပါတယ်။ကုလသမဂ္ဂအဖွဲ့ရဲ့ခေါင်းဆောင်ဒန်နီယယ်ဘတ်ကရုရှားရာရှိအချို့ကဖမ်းဆီးထားတဲ့ယူကရိန်းစစ်သားတွေကိုရက်ဆက်စွာဆက်ဆံဖို့နဲ့တပ်ဖြတ်ဖို့တရားဝင်အမိန့်ပေးဆိုခဲ့တာကိုထောက်ပြခဲ့ပါတယ်။ဒီလိုပြောဆိုမှုတွေနဲ့လက်တွေ့လှုပ်ဆောင်မှုတွေဟာရုရှားရဲ့နိုင်ငံကဥပဒေကိုလုံးဝမထိမဲ့မြင်ပြုမှုကိုပြသနေပါတယ်။ယူကရိန်းရဲ့ထူးတက်ဖွဲ့တွေဟာဒီလိုလုပ်ရတွေကိုကျူးလွန်ခဲ့တဲ့သူတွေကိုတာဝန်ခံစေဖို့စိတ်ပိုင်းဖြတ်ထားပါတယ်။ TDF တိုက်ခိုက်ရေးသမား၂ယောက်ရဲ့တေဆုံးမှုဟာသူတို့ရဲ့မိသားစုတွေနဲ့တနိုင်ငံလုံးအတွက်ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။အထူးတပ်ဖွဲ့တွေဟာကြာဆုံးသွားတဲ့စစ်သားတွေအတွက်တရားမျှတမှုကိုရရှိအောင်လှုံ့ဆော်မှုကတိပြုထားပါတယ်။ရုရှားကစစ်တုံးပန်းတွေကိုတပ်ဖြတ်ခဲ့တဲ့တပ်စုကိုဖယ်ရှားဖို့စစ်စင်ရေးကိုအသေးစိတ်စီစဉ်ခဲ့ပါတယ်။စစ်ရေးထောက်လှမ်းရေးအဖွဲ့တွေကရုရှားရေတပ်သားတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုစုဆောင်းခဲ့ပါတယ်။သူတို့ဟာရုရှားရေတပ်သားတွေဘယ်မှာရှိနေလဲ၊ဘယ်နှယောက်ရှိလဲ၊တပ်ဖြတ်မှုတွေလှုံ့ဆော်နေစဉ်ဘယ်လိုရွေ့ရှားခဲ့တယ်ဆိုတာကိုသိရှိခဲ့ပါတယ်။ အထူးတပ်ဖွဲ့တွေဟာနေရာဒေသကိုတေချာလေ့လာခဲ့ပြီးဖြစ်နိုင်ခြေရှိတဲ့ထွက်ပေါက်တွေကိုဖော်ထုတ်ခဲ့ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေအတွက်ပြင်ဆင်ခဲ့ပါတယ်။ဒီစစ်ဆင်ရေးရဲ့အဓိကရည်ရွယ်ချက်နှစ်ခုကတပ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့တဲ့သူတွေကိုဖယ်ရှားဖို့နဲ့ကြာဆုံးသွားတဲ့ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်းတွေကိုပြန်လည်ရယူဖို့ပါ။2025ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာယူကရိန်းရဲ့အထူးတပ်ဖွဲ့ SOF တွေဟာအမှောင်တုကိုခွင့်ကောင်းယူပြီးစစ်ဆင်ရေးကိုစတင်ခဲ့ပါတယ်။ အထူးလေ့ကျင့်ထားတဲ့တပ်ဖွဲ့ဝင်တွေဟာရုရှားဂျီတပ်သားတွေတက်ဆွဲထားတဲ့နေရာကိုလျှို့ဝှက်ဝင်ရောက်ခဲ့ပါတယ်။ဒီစစ်စင်ရေးမှာအံ့အားသင့်တဲ့အချက်ကအရေးအကြီးဆုံးဖြစ်ပြီးယူကရိန်းတပ်တွေဟာရုရှားဂျီတပ်သားတွေကိုလှေမြန်စွာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ SOF တပ်ဖွဲ့တွေရဲ့တိကျမှုနဲ့စီကံရှိမှုတွေဟာတိုက်ပွဲရဲ့ဦးတည်ချက်ကိုလှေမြန်စွာပြောင်းလဲသွားစေခဲ့ပါတယ်။ရုရှားကစစ်တုံးမန်းတွေကိုတပ်ဖြတ်ခဲ့တဲ့တပ်စုတွေကဒစိမ့်တပိုင်းကိုချက်ချင်းဖယ်ရှားနိုင်ခဲ့ပြီးကျန်တဲ့သူတွေဟာသူတို့ထက်တာလွန်နေတာကိုသိရှိသွားပြီးလက်နက်ချအညံခံခဲ့ပါတယ်။ SOF တပ်ဖွဲ့တွေဟာ TDF တိုက်ခိုက်ရေးသမား၂ယောက်ရဲ့ရုပ်အလောင်းတွေကိုလည်းပြန်လည်ရယူနိုင်ခဲ့ပြီးတော့သူတို့ရဲ့မိသားစုတွေစီပြန်လည်ပေးပို့ဖို့တည်ကြာစေခဲ့ပါတယ်။စစ်ဆေးမေးမြန်းမှုတွေအတွင်းမှာဖမ်းဆီးခံထားရတဲ့ရုရှားဂျင်တတာတယောက်ဟာသူတို့ရဲ့ပြစ်မှုတွေကိုဝန်ခံခဲ့ပါတယ်။ဒီဝန်ခံချက်ဟာရုရှားရဲ့စစ်ရသွေးမှုတွေရဲ့စနစ်တကျဖြစ်နေတဲ့သဘောတဘာဝတွေကိုထပ်မံဖော်ထုတ်နိုင်ခဲ့ပြီးကြာဆုံးသွားတဲ့စစ်သားတွေရဲ့မိသားစုတွေအတွက်သူတို့ရဲ့ချစ်ရသူတွေနဲ့ပတ်သက်တဲ့အမှန်တရားကိုသိရှိခွင့်ရစေခဲ့ပါတယ်။ ဒီဆက်စင်ရေးရဲ့အောင်မြင်မှုဟာအထင်ကရအရေးပါမှုတွေနဲ့နီးပြူဟာကြတဲ့အရေးပါမှုတွေရှိခဲ့ပါတယ်။ယူကရိန်းတပ်တွေအတွက်ဒါဟာစိတ်ဓာတ်မြင့်တင်ပေးတဲ့အရာဖြစ်ပြီးသူတို့ဟာအကြမ်းဖက်ဆုံးရန်သူတွေကိုတောင်တိုက်ခိုက်နိုင်တယ်ဆိုတာကိုသတိပေးချက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါ့အပြင်ဒါဟာရုရှားစစ်သားတွေကိုသတိပေးချက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။စစ်ရသူမှုတွေကျူးလွန်နေတဲ့သူတွေကိုလိုက်လံဖမ်းဆီးပြီးတာဝန်ခံစေမယ်ဆိုတာကို ပြောပြနေတာပါ။ဒီဆက်စင်ရေးဟာကမ္ဘာကိုပြသနေတာကရုရှားရဲ့လုပ်ရက်တွေအတွက်တာဝန်ခံစေဖို့ဥပဒေအစ်စ်တွေနဲ့ကိရိယာတွေလိုအပ်နေပြီဆိုတာပါ။ ယူကရိန်းနိုင်ငံသား၏ဝင်ကြီးအန်ဒရိုင်းစစ်ပလိုင်းကဒီအကြောင်းကိုထောက်ပြခဲ့ပြီးရုရှားရဲ့ယူကရိန်းစစ်တုံ့ပန်းတွေကိုရက်စက်စွာတပ်ဖြတ်မှုတွေဟာယူကရိန်းဟာတကယ့်ကိုတာယက်ဒရိတ်စံနေနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုပြသနေတယ်လို့ပြောခဲ့ပါတယ်။ဒီနှစ်အစောပိုင်းကလေးကယူကရိန်းဟာရုရှားရဲ့စစ်ပွဲတိုက်ခိုက်နိုင်စံကိုအားနည်းသွားစေဖို့ဆက်မှတ်ကြတဲ့အစီအစဉ်တစ်ခုကိုအကောင့်ထည့်ဖော်ခဲ့ပါတယ်။ဒီအစီအစဉ်ဟာရုရှားစစ်တပ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကိုပြစ်မှတ်ထားခဲ့ပြီးအထူးကတိုက်ခိုက်ရေးတပ်တွေထောက်ပံ့ရေးလိုင်းတွေလည်းပါဝင်ပါတယ်။ ယူကရိန်းရဲ့ချင်းကမှုဟာအမျိုးမျိုးသောအစိတ်ပိုင်းတွေပါဝင်ပြီးစစ်ပွဲရဲ့ဥတီချက်ကိုပြောင်းလဲခဲ့ရုံသာမကရုရှားစစ်တပ်ရဲ့အားနည်းချက်တွေကိုလည်းထင်ဟပ်စေခဲ့ပါတယ်။ဒီအစီအစဉ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းနှစ်ခုကတော့ပထမတစ်ခုက Postfact Data ထိန်းချုပ်ရေးအတွက်တိုက်ပွဲဖြစ်ပြီးဒုတိယတစ်ခုကတော့ SOF တပ်ဖွဲ့တွေရဲ့တိကျတဲ့တိုက်ခိုက်မှုတွေပါ။ဒီလောက်ဆောင်ချက်တွေဟာရုရှားအတွက်စစ်ပွဲကိုဆက်လက်တိုက်ခိုက်ဖို့ပုံမှုခက်ခဲစေခဲ့ပြီးယူကရိန်းရဲ့ခိုင်မာမှုနဲ့နီးပြူဟာကြတဲ့တိုက်ခိုက်မှုတွေကိုပြသနေပါတယ်။ ပိုချက်ကဏ္ဍဟာစစ်ပွဲရဲ့အပြင်းထန်ဆုံးနဲ့နီးပြူဟာအရေးပါတဲ့စစ်မြေပြင်တစ်ခုဖြစ်လာခဲ့ပါတယ်။ယူကရိန်းတပ်တွေဟာဒီဒေသမှာတလအတွင်းရုရှားစစ်သားတပေါင်းဝဲကိုဖယ်ရှားနိုင်ခဲ့ပြီးရုရှားရဲ့တိုက်ခိုက်ရေးအစီအစဉ်တွေကိုကြီးမားတဲ့ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ယူကရိန်းရဲ့ထိပ်တန်းစစ်ကောင်းဆောင်အော်လီအလက်ဇန္ဒားကသူတို့ရဲ့လက်ရှိကာဝေးရေးလုပ်ငန်းစဉ်တွေဟာရုရှားရဲ့အရန်တပ်တွေနဲ့စုစည်းမှုတွေကိုအားနည်းစေဖို့ရည်ရွယ်တယ်လို့ပြောပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းဖြင့်ဂျန်သူတွေအနေနဲ့အောင်မြင်တဲ့တိုက်ခိုက်မှုတွေကိုလုပ်ဖို့ပိုခက်ခဲစေပါတယ်။ ပေါ်ကိုဗက် area မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာအရန်ပြင်းထန်ပါတယ်။ပြင်းများအားဖြင့်ယူကရိန်းတပ်တွေဟာတနေ့ကိုတိုက်ပွဲတရာကျော်ဝင်ရောက်တိုက်ခိုက်နေရပြီးရုရှားတိုက်ခိုက်မှုတွေကိုမကြာခဏရပ်တန့်စေကာရုရှားဘက်ကအလုံးအင်းနဲ့ဆုံးရှုံးမှုတွေဖြစ်စေပါတယ်။တရက်ထဲမှာပဲယူကရိန်းတပ်တွေဟာရုရှားစစ်သား1320ကိုတပ်ဖြတ်နိုင်ခဲ့ပြီးသူတို့ရဲ့ခြေကျင်တပ်သားတွေနဲ့တန်ကြပ်ကာကျင်တွေကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါဟာရုရှားရဲ့တိုက်ခိုက်မှုကိုတကယ့်ကိုနှေးကွေးသွားစေခဲ့ပါတယ်။ယူကရိန်းဟာပက်စိဖက်ကိုအလွန်ကောင်းမွန်စွာကာကွယ်နိုင်ခဲ့တာကတော့ သူတို့ရဲ့အမြောက်တပ်တွေ drone တိုက်ခိုက်မှုတွေနဲ့တိကျတဲ့လက်လက်တွေကိုထိရောက်စွာအသုံးပြုနိုင်ကြလို့ပါသူတို့ဟာရုရှားရဲ့ထောက်ပံ့ရေးရင်တွေလက်နက်ခဲရဲ့မိကြောက်တူလောင်ယုံတွေနဲ့ရုရှားကောင်းဆောင်တွေရဲ့ဌာနချုပ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်ဒါဟာရုရှားအတွက်ရှေ့တန်းစစ်မျက်နှာကိုတက်ဖြည့်စစ်သားတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ဖို့ပုံမခက်ခဲစေခဲ့ပါတယ်ရလဒ်အနေနဲ့ရုရှားတပ်တွေဟာလက်နက်ပစ္စည်းနှဲပါးပါနဲ့တိုက်ခိုက်နေရပြီးတိုက်ပွဲတွေမှာအကျိုးသက်ရောက်မှုနှဲသွားစေပါတယ်ပိုချက်ကန်နာဟာ ရုရှားရဲ့စစ်ဗျူဟာကိုနှောက်ယှက်ဖျက်ဆီးရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒီဒေသမှာရုရှားရဲ့ထိုးပေါက်မှုကိုတားဆီးနိုင်ခြင်းဖြင့်ယူကရိန်းဟာရုရှားတပ်တွေကိုအထူးကမြို့တွေကိုဝိုင်းရံဖို့မလုပ်နိုင်အောင်တားဆီးနိုင်ခဲ့ပြီးသူတို့ရဲ့ထောက်ပံ့ရေးလိုင်းတွေကိုပါအာနေသွားစေခဲ့ပါတယ်။ဒါဟာရုရှားရဲ့တိုးတက်မှုကိုနှေးကွေးစေုံသာမကသူတို့ရဲ့စစ်ရင်အားကိုပုံမအားနည်းစေတဲ့ထောက်ပံ့ရေးပြဿနာတွေကိုပါဖြစ်ပေါ်စေခဲ့ပါတယ်။ Prokovac area မှာအကြီးစားတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ SOF Ukraine အထူးတပ်ဖွဲ့တွေဟာ ရုရှားရဲ့အဓိကတပ်တွေကိုတိကျတဲ့တိုက်ခိုက်မှုတွေလှုံ့ဆော်နေပါတယ်။ဒီအထူးလေးကျင်းထားတဲ့စစ်သားတွေဟာလှင်မြန်တဲ့စစ်စင်ရေးတွေရုတ်တရက်တိုက်ခိုက်မှုတွေနဲ့အသေးစိတ်စီစဉ်ထားတဲ့တိုက်ခိုက်မှုတွေမှာကျွမ်းကျင်ပါတယ်။သူတို့ရဲ့လှုံ့ဆော်ချက်တွေဟာရန်သူတွေရဲ့အစီအစဉ်တွေကိုနှောက်ယှက်ပြီးရုရှားစစ်သားတွေကိုကြောက်ရွံ့စိတ်ဖြစ်ပေါ်စေပါတယ်။၂024ခုနှစ်အလယ်လောက်ကကတ်ဒေတာမှာယူကရိန်းရဲ့83ကြိမ်မြောက်အထူးစစ်စင်ရေးစင်တာနဲ့6ကြိမ်မြောက် Ranger တပ်ရင်းတို့ပူးပေါင်းပြီးရုရှားဂျီတတာတစုကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးပြီးမှရုရှားကြီးတပ်သား18ယောက်သေဆုံးပြီး12ယောက်ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာအလွန်ကြမ်းကြင်သာလှုပ်ဆောင်ခဲ့တာဖြစ်ပြီး SOF တပ်ဖွဲ့ဝင်တွေဟာရန်သူ area အတွင်းမှာမမြင်ရအောင်လှုပ်ရှားသွားလာနိုင်ခဲ့ပါတယ်။သူတို့ဟာအစင်းမြင့်ပုံအောင်ကြီးတွေနဲ့ညာမြင့်အာယုံပစ္စည်းတွေကိုအသုံးပြုခဲ့ပြီးရုရှားတပ်စုကိုတုံ့ပြန်မှုအချိန်မပေးဘဲအမြန်နဲ့ပေးသိနိုင်တဲ့တိုက်ခိုက်မှုကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီစစ်ဆင်ရေးအောင်မြင်မှုဟာရန်သူတပ်စုတစ်ခုကိုဖယ်ရှားနိုင်ခဲ့ုံသာမက ယူကရိန်းဟာရန်သူနယ်မြေအတွင်းပိုင်းအထိဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်။တိုက်ရိုက်တိုက်ခိုက်မှုတွေအပြင်ယူကရိန်းထုတ်တပ်ဖွဲ့တွေဟာရုရှားရဲ့ထောက်ပံ့ရေးကွန်ရက်ကိုအားနည်းစေဖို့အာရုံစိုက်ခဲ့ပါတယ်။ SOF တပ်ဖွဲ့တွေဟာအဓိကလမ်းတွေပေါ်မှာရုတ်တရက်တိုက်ခိုက်မှုတွေလှုံ့ဆော်ပြီးလက်နက်ခဲယမ်းတွေလောင်စာဆီတွေနဲ့အရန်တသားတွေတည်ဆောင်နေတဲ့ယာဉ်တွေကိုဖျက်ဆီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားတွေရဲ့တိုက်ခိုက်နိုင်စွမ်းကိုအားနည်းစေခဲ့ပါတယ်။ဥပမာအနေနဲ့ အချိန်မှာယူကရိန်း SOF တွေဟာရှေ့တန်းတပ်တွေစီလောင်စာစီတဲဆောင်နေတဲ့ရုရှားထောက်ပံ့ရေးဂျင်နန်ကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒရုန်းတွေနဲ့ area တွေကိုစောင့်ကြည့်ပြီးတိကျတဲ့လက်နက်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရုရှားတပ်တွေဟာအရေးကြီးတဲ့ပစ္စည်းတွေမရှိဘဲကျန်ရစ်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ချက်တွေဟာရုရှားတွေရဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်ဖို့ခက်ခဲစေတဲ့စီနှင်းလုံးအကျိုးသက်ရောက်တွေဖြစ်စေခဲ့ပါတယ်။ယူကရိန်းထုတ်တပ်ဖွဲ့တွေရဲ့ထိရောက်မှုဟာရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေထက်ကျော်လွန်ပါတယ်။ ် SOF တွေရဲ့တိုက်ခိုက်မှုတွေဟာရုရှားစစ်သားတွေပေါ်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုဖြစ်စေပါတယ်။ယူကရိန်းတပ်တွေဟာရန်သူနယ်မြေအတွင်းပိုင်းထိပါဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့်ရုရှားစစ်သားတွေဟာဘယ်အချိန်မဆိုတိုက်ခိုက်ခံရနိုင်လဲဆိုတဲ့ကြောက်ရွံ့မှုစိတ်တွေဖြစ်ပေါ်စေပါတယ်။အထူးသဖြင့်ညဘက်မှာဖြစ်ပေါ်တဲ့ရုတ်တရက်တိုက်ခိုက်မှုတွေကိုစိုးရိမ်ကြောင်ကြာစိတ်တွေဖြစ်ပေါ်စေပါတယ်။ဒီစိတ်ပိုင်းဆိုင်ရာဖိအားတွေဟာရုရှားစစ်တပ်ကိုစနစ်တကျဖွဲ့စည်းထားဖို့နဲ့ထိန်းချုပ်ဖို့ပုံမှုခက်ခဲစေပါတယ်။ ယူကရိန်းထူးတပ်ဖွဲ့တွေဟာသူတို့ရဲ့စစ်ဆင်ရေးတွေမှာအစစ်မြင့်ဤပညာတွေကိုအသုံးပြုပြီးအန်ရည်နဲ့နဲ့နဲ့လျှို့ဝှက်စစ်ဆင်ရေးတွေကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။သူတို့ဟာလက်နက်အတန်တိတ်စီတဲ့ပစ္စည်းတွေအပူချိန်ဖမ်းဆက်တွေနဲ့ drone စောင့်ကြည့်ရေးတွေကိုအသုံးပြုပြီးရန်သူတွေကိုမသိစေဘဲလှုပ်ဆောင်နိုင်ခဲ့ပါတယ်။၂၀24ခုနှစ်အလယ်လောက်က Cas Data မှာစမ်းသပ်အသုံးပြုခဲ့တဲ့ M712 Cobra Head လေဆာညွှန်ပြတဲ့ကြည်တွေဟာရုရှားရဲ့ဌာနချုပ်တွေနဲ့အရေးပါတဲ့ပြမှတ်တွေကိုဖျက်ဆီးရမှာအလွန်ထိရောက်မှုရှိခဲ့ပါတယ်။ ါပြင်ယူကရိန်းဟာဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ပါသေးတယ်။2025ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာ Krasnoye Oblast ကရုရှားဌာနချုပ်တခုကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းရဲ့အထွေထွေစစ်ဦးစီးချုပ်ယုံကဒီတိုက်ခိုက်မှုမှာရုရှားရာရှိအများအပြားသေဆုံးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ Kars Oblast က Novo Vancouver ကကျေးရွာအနီးမှာဖြစ်ပွားခဲ့ပြီးဒုံးကျည်တွေနဲ့အမြောက်တွေကိုပေါင်းစပ်အသုံးပြုခဲ့ကြတဲ့အကြောင်းရုရှားတပ်တွေပေါ်ကြီးမားတဲ့တိုက်ခိုက်မှုတွေထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာရုရှားတပ်တွေရဲ့ညှိနှိုင်းဆောင်ရွက်မှုနဲ့စစ်တပ်ရေးကိုပါခက်ခဲစေခဲ့ပါတယ်။ဒီတိုးတက်မှုတွေဟာယူကရိန်းကိုရုရှားရဲ့အရေးပါတဲ့အခြေခံအဆောက်အအုံတွေဖြစ်တဲ့ဂျီနန်တူလာယုံတွေတန်းဝဲချက်လုပ်ရေးဆက်ယုံတွေနဲ့စစ်ရေးထောက်ပံ့ရေးစင်တာတွေကိုတိကျတဲ့ထိုက်ကိုက်မှုတွေလုပ်ဖို့အခွင့်အလမ်းတွေပေးခဲ့ပါတယ်။၂022ခုနှစ်ကလေးကယူကရိန်းဟာဒေတာရင်းဒရုန်းနဲ့ဒုံးကျည်ထုတ်လုပ်မှုမှာများစွာရင်းနှီးမြှုပ်နှံခဲ့ပြီးတော့၂025ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာရုရှားနယ်မြေအတွင်း 2000ကီလိုမီတာအထိပြင်းပတွေကိုထိမှန်နိုင်တဲ့ဒရုန်းတွေရှိတယ်လို့ယူကရိန်းရာရှိတွေကပြောပါဗျ။ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာရုရှားရဲ့စွမ်းအင်ကန်နာကိုအဓိကပြင်းပတ်ထားပါဗျ။ဒီကန်နာဟာရုရှားရဲ့စစ်စည်းဝါးရေးကိုအရေးပါပါဗျ။ရေနံနဲ့တံခွေးဆက်ရုံတွေကိုတိုက်ခိုက်ခြင်းဖြင့်ယူကရိန်းဟာရုရှားရဲ့ဝင်ဝင်နဲ့စစ်ရေးဗန်ဒံတွေကိုလျှော့ချဖို့မျှော်လင့်ထားပါဗျ။ယူကရိန်းဟာရုရှားရဲ့စွမ်းအင်အခြေခံအဆောက်အအုံတွေကိုပုံမပျက်စီးစေဖို့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမအသုံးပြုလာပါဗျ။ အထူးသဖြင့်ရေနံချက်ဆက်ယုံတွေနဲ့ဓာတ်ငွေချက်လုံရေးဆက်ယုံတွေကိုပြစ်မှတ်ထားပါတယ်။အဓိကပြစ်မှတ်တစ်ခုကတော့ရုရှားတောင်ပိုင်းက Volgograd ရေနံချက်ဆက်ယုံဖြစ်ပါတယ်။ဒီဆက်ယုံကို Look Line Company ကလုပ်ကင်ပြီးဒီ area မှာအကြီးဆုံးဆက်ယုံတွေကတစ်ခုဖြစ်ပါတယ်။ Ukraine drone တွေကဒီဆက်ယုံတွေကိုမကြာခဏတိုက်ခိုက်ခဲ့ပြီးမိလောင်မှုတွေဖြစ်စေကလောင်စာထုတ်လုပ်မှုကိုရပ်တန့်စေခဲ့ပါတယ်။ ဒီဆက်ယုံဟာတနေ့ကိုရေနံစီ3သိန်းကျော်ကိုချက်လုံနိုင်ပြီးဒီလိုဆက်ယုံတွေကိုတိုက်ခိုက်ခြင်းဖြင့်ယူကရိန်းဟာရုရှားအနေနဲ့အခြားနိုင်ငံတွေစီစွန့်ရင်ရောင်းချဖို့နဲ့သူ့ရဲ့စည်ရေးလုပ်ငန်းတွေအတွက်လောင်စာထောက်ပံ့ဖို့ပုံမခက်ခဲစေဖို့မျှော်လင့်ထားပါတယ်။ဒီနည်းယူဟာဟာယူကရိန်းရဲ့ရုရှားစစ်ပွဲကိုဆက်လက်လှုပ်ဆောင်နိုင်ခွင့်ကိုအားနည်းစေဖို့လှုပ်ဆောင်နေတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ယူကရိန်းဟာရုရှားမှာအရေးပါတဲ့ရေနံနဲ့တောင်ဝင်းဆက်ယုံတွေကိုတိုက်ခိုက်နေပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာရုရှားရဲ့လောင်စာထုတ်လုပ်နိုင်စွမ်းနဲ့စစ်ပွဲကိုဆက်လက်လှုပ်ဆောင်နိုင်စွမ်းကိုထိခိုက်စေပါတယ်။ဥပမာအနေနဲ့ရုရှားနောက်တောင်ပိုင်းက Novomeskaya မှာရှိတဲ့ Abishnev ရေနံစက်ရုံဟာပြင်းထန်စွာပျက်စီးခဲ့ပါတယ်။ Rosneft Company ပိုင်းနဲ့ Razen ရေနံချက်စက်ရုံကိုလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ Ukraine ဒုံးတွေကဒီနေရာကိုမီးလောင်စေခဲ့ပြီးလုပ်ငန်းတွေကိုရပ်တန့်သွားစေခဲ့ပါတယ်။ဒီစက်ရုံဟာတနေ့ကိုရေနံထွက်ကုန်၃သိန်းခွဲစီထုတ်လုပ်နိုင်ပြီး ရုရှားချက်လုပ်တဲ့စုစုပေါင်းရင်းနဲ့ရဲ9.8000ကိုင်တောင်းဝင်ယူထားပါတယ်။ဒီဆက်ယုံဆုံးရှုံးမှုကရုရှားအတွက်လောင်စာထုတ်လုပ်ဖို့ပုံမခက်ခဲစေပါတယ်။ Andrew Po ရေနံပို့ဆောင်ရေးစခန်းကိုလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ဒီစခန်းဟာပိုက်လိုင်းတွေကတဆင့် Baltic Pipeline ကစိတ်ကန်းတွေစီရေနံပို့ဆောင်မှုအတွက်အရေးပါပါတယ်။ဒီတိုက်ခိုက်မှုကြောင့်မီးလောင်မှုတွေနဲ့ရေနံယိုဖိတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးရုရှားအနေနဲ့ဒီစိတ်ကန်းတွေစီရေနံပို့ဆောင်မှုမလုပ်နိုင်တော့ပါဘူး။ဒီတိုက်ခိုက်မှုတွေအလုံးဟာ ယူကရိန်းဟာရုရှားနယ်မြေအတွင်းပိုင်းကပစ်မှတ်တွေကိုပုံမိုထိရောက်စွာထိမှန်နိုင်တယ်ဆိုတာကိုပြသနေပါတယ်ရုရှားရဲ့ရေနံနဲ့တန်းခွေအခြေခံအဆောက်အုံတွေကိုပြစ်ပတ်ထားတဲ့ဒီတိုက်ခိုက်မှုတွေဟာယူကရိန်းရဲ့ရုရှားစစ်ရင်အားကိုအားနည်းစေဖို့ပုံမိုကျပြတ်တဲ့နည်းပြူဟာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဒီရေနံနဲ့တန်းခွေဆက်ယုံတွေကိုတိုက်ခိုက်ခြင်းဖြင့်ယူကရိန်းဟာအ धिक အချက်၃ချက်ကိုလှုံ့ဆော်မှုကြိုးစားနေပါတယ်။နံပါတ်၁ရုရှားအတွက်လောင်စာပို့ဆောင်ရေးကိုပုံမိုခက်ခဲစေဖို့ ရုရှားအနေနဲ့သူ့ရဲ့စစ်ရင်တွေနဲ့စစ်ပစ္စည်းတွေအတွက်လောင်စာကိုလွတ်လပ်ကူကူမရနိုင်ရင်သူတို့တွေထိရောက်စွာတိုက်ခိုက်ဖို့ပုံမခက်ခဲသွားစီပါလေ။နံပါတ်1ရုရှားရဲ့ရေနံရောင်းချခြင်းကနေရရှိတဲ့ဝင်ငွေကိုရှော့ချဖို့ရုရှားဟာအခြားနိုင်ငံတွေစီရေနံရောင်းချခြင်းကနေဝင်ငွေများကြီးရရှိပါတယ်။ရေနံထုတ်လုပ်မှုနဲ့ပို့ဆောင်မှုတွေရှော့ချသွားရင်စစ်ပွဲအတွက်သုံးစွဲဝင်ငွေကြီးလဲပါသွားစီပါလေ။နံပါတ်3ရုရှားရဲ့စီးရေးပစ္စည်းထုတ်လုပ်နိုင်စွမ်းကိုနှိမ့်ပွေးစီဖို့ ဒီဆက်ယုံတွေဟာစစ်ရင်တွေလေရင်တွေနဲ့လက်နက်တွေထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျန်းတွေနဲ့လောင်စာတွေကိုထောက်ပံ့ပေးပါတယ်။ဒီဆက်ယုံတွေပြသသွားရင်ရုရှားအတွက်စစ်ရေးပစ္စည်းတွေဆက်လုပ်ဖို့ပုံမခက်ခဲသွားစီပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုတွေဟာရုရှားစစ်တပ်နဲ့စီးပွားရေးတစ်ခုလုံးကိုခံစားနေရပါတယ်။ရုရှားရဲ့ရေနံချက်ဆက်ယုံတွေနဲ့တန်းငွေဆက်ယုံတွေဟာပြသခြင်းဒါမှမဟုတ်ပိတ်သိမ်းခြင်းတွေကြောင့်လောင်တာချုပ်တဲ့မှုတွေနဲ့ဈေးနှုန်းတက်မှုတွေဖြစ်ပေါ်စီပါတယ်။ ဒါဟာရုရှားကိုဒီနေရာတွေကိုပြန်ပြင်ဆင်ဖို့ငွေကြေးသုံးဆွဲရပြီးစစ်ပွဲအတွက်သုံးဖို့ငွေကြေးနှေးပါသွားစေပါတယ်။ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာစစ်ပွဲကိုကြီးစုပုံကိုပါပြောင်းလဲစေဖို့ကြီးပေးပါတယ်။ရုရှားနယ်မြေတွင်းပိုင်းကို တိုက်ခိုက်ခြင်းဖြင့်ယူကရိန်းဟာရုရှားဆိုရပြောနေတဲ့အရာတွေကိုစိန်ခေါ်နေပြီးတာမန်ရုရှားပြည်သူတွေကိုစစ်ပွဲရဲ့အမှန်တရားကိုယဉ်ဆိုင်နေပါတယ်။နှစ်ပေါင်းများစွာရုရှားဆိုရဟာပြည်သူတွေကိုစစ်ပွဲရဲ့တက်ရောက်မှုတွေမခံစားရအောင်ကြိုးစားခဲ့ပေမဲ့ ယူကရိန်းရဲ့စွန့်ရဲ့အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်မှုတွေဟာရုရှားမျိုးတွေနဲ့စစ်မှုလုပ်ငန်းတွေဟာလုံခြုံမှုမရှိဘူးဆိုတာကိုပြသနေပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားပြည်သူတွေကိုစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေပြီးသူတို့ဆိုရဟာသူတို့ကိုကာကွယ်နိုင်မလားဆိုတဲ့မေးခွန်းတွေမေးစီပါတယ်။ဒီတိုးလာတဲ့စိုးရိမ်မှုတွေဟာစစ်ပွဲကိုထောက်ခံမှုနှဲပါလာစေပြီးရုရှားအစိုးရကိုတခုခုလှုပ်ဖို့ဖိအားပေးနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။